ီတစ်ခေါက်မှာတော့ခရီးရန်ဘာသာရဲ့အစွန်ကာလာနဲ့ဆိုင်တဲ့အယူအဆတွေကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးကြည့်ကြရအောင်။အဲ့ဒါကတော့ Plan Fuji တရားစီရင်ခြင်းဆိုတာပါပဲ။အဲ့ဒါကပါလေ။ဘာကြောင့်ဒီလောက်တော့အရေးကြီးတယ်လို့သတ်မှတ်ကြတယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြပါမယ်။ကဲဒီအကြောင်းအရာကိုကျွန်တော်တို့အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားကြမယ်။ပထမဆုံးအနေနဲ့ကတော့ဒီတရားစီရင်ခြင်းဆိုတာကဘလို့အခြေခံကြတဲ့ပြဿနာတစ်ခုကိုဖြေရှင်းဖို့အပ္ပရဖြစ်လာရတယ်လဲဆိုတဲ့အချက်ကနေစလိုက်ကြတာပေါ့။ အဲ့တော့ပထမဆုံးအပိုင်းမှာဒီတရားစီရင်ခြင်းရဲ့အဓိကကြတဲ့အကြောင်းရင်းကိုကြည့်ကြမယ်။ဒီကိစ္စကဘာသာရေးနဲ့ဆိုင်တဲ့အကျအတဲတစ်ခုကနေစလာတာဗျာ။အဲ့ဒါကဘာလဲဆိုတော့လူတယောက်ရဲ့ယုံကြည်မှုကိုဘလို့နည်းနဲ့တကယ်ပဲမှန်ကန်ကြောင်းသက်သေပြနိုင်မလဲဆိုတဲ့မိခွန်းကြည့်ပါပဲ။ဟုတ်ပါတယ်။ဒီမိခွန်းကပဲဒီတရားစီရင်ခြင်းဆိုတဲ့အယူဆတစ်ခုလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်နေရပါ။ဆိုလိုတာကလူတယောက်ကငါယုံကြည်တယ်လို့နှုတ်နဲ့ပြောလိုက်ုံနဲ့ ူးရဲ့စိတ်ထဲမှာတကယ်ရှိတဲ့ယုံကြည်ခြင်းကိုအတီးပုလို့ရပြီလားဒါမှမဟုတ်အဲ့ဒီထက်ပိုပြီးခိုင်မာတာတတ်တယ်တခုခုများလိုဒီလားဆိုတဲ့ချက်ကိုမိမောင်းထုတ်ပြောနေတာပေါ့အမှန်တော့ဘုရားအဖင်ကတော့အရာအလုံးကိုသိတယ်လူဒီယောင်ရဲ့စိတ်နှလုံးထဲမှာဘာအမှန်တကယ်ရှိလဲဆိုတာကိုအကုန်သိတယ်ပေါ့ဒါပေမဲ့ကောင်းကင်ဇမန်တွေလူသားတွေလိုမျိုးကြံတဲ့ဖန်ဆင်းဟန်တွေကတော့အဲ့ဒီလိုမသိနိုင်ဘူးလေဒီမှာပဲဖြည့်ရှင်ရမယ်ကွာချက်ကြီးတခုဖြစ်လာတာပါအဲ့တော့ ဒီအယူဆမှာတင်ပြတဲ့ဖြေရှင်းချက်က ရှင်းရှင်းလေးပါပဲစစ်မှန်တဲ့ယုံကြည်ရှင်းဆိုတာကလူတရားရဲ့ဘဝတစ်လျှောက်လုံးကသူ့ရဲ့လောရက်တီဒါမှမဟုတ်စံစာမှာတုံးတဲ့စကားနဲ့ပြောရရင်အတိအပွင့်တွေကနေတဆင့်လူများရှေ့မှာမြင်တောင်ထင်ရှားပြဖို့လိုတယ်ဆိုတဲ့အချက်ပါပဲကဲယုံကြည်ခြင်းကိုလူအများရှေ့မှာတည်တည်ပြရမယ်ဆိုတော့လို့ဟုတ်ပြီဒါဆိုအဲ့လိုတည်တည်ပြတဲ့လုပ်ငန်းစဉ်ကဘယ်လိုပုံစံမျိုးနဲ့ဖြစ်လာမှာလဲအဲ့ဒါကိုပဲကျွန်တော်တို့ဒုတိယပိုင်းမှာဆက်ပြီးကြည့်လိုက်ကြအောင် ဒီပလင်ဖြူကြီးတရားစီရင်ခြင်းဆိုတာကလေအပိရှိမရှိဆုံးဖြတ်ယုံတတ်တမဟုတ်ဘူးလို့ဆိုပါတယ်။တတစကြဝဠာတစ်ခုလုံးရှိမှာအရာအလုံးကိုဖွင့်ချပြမယ်အချီးကျေထုတ်ဖော်ပြတတ်မယ်ပွဲကြီးတစ်ခုလိုပါပဲ။ဒီနည်းပြောရရင်တဟာအဆုံးစုံထိပွင့်လင်းမြင့်တောင်းလုပ်တဲ့သဘောမျိုးပေါ့။ဘာလို့လဲဆိုတော့ဖန်ဆင်းခန်တိုင်းကနောက်ဆုံးချမှတ်လိုက်တဲ့စီရင်ချက်ဟာဘလောက်တောင်တရားမျှတတဲ့လေဆိုတာကိုဘာတန်တက်ရမှာမရှိပေအာလမရှင်းရှင်းလင်းလင်းနားလေသွားစီခြင်းလိုပါပဲ။ ဒီကျမ်းစကားကအဲ့ဒီရည်ရွယ်ချက်ကိုအဲ့ဒီရည်ရွယ်ချက်ကိုကွက်ကွက်ကွန်းကွန်းဖော်ပြနေတာပါပဲနောက်ဆုံးမှာတော့ဖန်ဆင်းခန့်အလုံးကဒီတရားအစီအစဉ်ချင်းဟာလုံးဝဖြောင့်မတ်မှန်ကန်ပါပဲဆိုတာကိုဝန်ခံအတိမတ်ပြုကြလိမ့်မယ်ဆိုတဲ့သဘောပါပဲဒါပေမဲ့ဒီလောက်ကြီးကျယ်တဲ့တရားအစီအစဉ်ချင်းက တကယ်တော့ဘလို့အလုံးလုံးမှလဲသူ့ရဲ့လုပ်ငန်းစဉ်ကဘလို့ဖြစ်မလဲကဲတတိယပိုက်မှာအဲ့ဒီအစီအစဉ်ကိုတခုချင်းစီအသေးစိတ်လေ့လာကြည့်ကြရအောင် ဒီတရားစီရင်ခြင်းရဲ့လုပ်ငန်းစဉ်ကိုအဆင့်၄ဆင့်နဲ့ရှင်းလင်းဟားခဲ့ဖော်ပြထားတာတွေ့ရပါတယ်။ပထမဆုံးဒေလုံတို့အားလုံးရှင်ပြန်ထမြောက်မယ်။ပြီးရင်ပလင်တော်ရွှေမှာအားလုံးရက်ကြမယ်။ပြီးတော့မှလူတယောက်ချင်းစီရဲ့လောရက်တွေကိုမတန်းတင်ထားတဲ့စာအုပ်တွေကိုဖွင့်မယ်။နောက်ဆုံးမှအဲ့ဒီမတန်းတွေရဲ့အတိုင်းစီရင်ချက်ချမယ်။ဆိုပြီးတော့အစီအစဉ်ချက်စေပေါ်မယ်လို့ဆိုပါတယ်။ဒါပေမဲ့စစ်ဝင်စားဖို့ကောင်းတာလူတွေရဲ့လောရက်တွေကိုတက်တဲ့အနေနဲ့စစ်ဆေးတယ်ဆိုပေမဲ့နောက်ဆုံးအဆုံးအဖြတ်ကိုတော့ အဲ့ဒီအပေါ်မှာပဲမူတည်ပြီးခြားတာမဟုတ်ဘူးတဲ့လုံးဝကိုကိုွေးပြတဲ့စာနှုန်းတစ်ခု ရှိနေသေးတယ်လို့ဆိုပါရဲအဲ့ဒီအတစားဆောင်ဆိုတဲ့စာအုပ်ထဲမှာနမေပါမပါဆိုတဲ့အချက်ကတော့နောက်ဆုံးရလက်ကို အပီးထဆုံးဖြစ်ပေးတာပါတခြားအချက်တွေအလုံးထက်အရေးကြီးဆုံးကအဲ့ဒါပါပဲကဲဒီလိုအဆုံးဖြတ်ပေးတဲ့စာနှုန်းကြောင့်ပဲလူသားအလုံးအတွက်လုံးဝကိုမတူညီတဲ့ထာဝရတည်မြဲသွားမဲ့နောက်ဆုံးကံကြမ္မာနှမျိုးပေါ်ထွက်လာတော့တာပါပဲ ဒီမှာတော့အဖြူမဲလို့ရှင်းလင်းတဲ့ခွေးချားမှုကိုတွေ့ရမှာပါအသက်စာဆောင်မှာနမည်ပါတဲ့သူတွေဟာထာဝရအသက်ကိုရမယ်နမည်မပါတဲ့သူတွေကတော့မီးအိုင်သေးကိုပြစ်ချခံရမယ်လို့ဖော်ပြထားတာပါဒီမီးအိုင်ကိုဒုတိယတေချင်းလို့လည်းခေါ်ပါတယ်ဆိုလိုတာကတော့အဖြစ်တရားပုံကံမှုနောက်ဆုံးတေချင်းတရားကိုယ်တိုင်အတွက်ပါအပိစက်အစွန်းတတ်တစ်ခုအဖြစ်တင်ပြထားတာပါဒါပေမဲ့ဒီနေရာမှာမတားစရာအချက်တစ်ခုရှိရဲ့အဖြစ်တန်ကအလုံးအတွက်တပုံစံဒီမဟုတ်ဘူးလို့ဆိုပါတယ် လူတယောက်ချင်းစီရဲ့ဖြစ်တည်ကြီးသလောက်သေးသလောက်ပေါ်မူတည်ပြီးခံရမဲ့ပြစ်ဒဏ်ကလည်းအကြီးအသေးကွာခြားသွားမယ်လို့ဖော်ပြထားပါတယ်။ကဲအခုကျွန်တော်နောက်ဆုံးအပိုင်းကိုရလာပါပြီ။အဲ့ဒါကတော့ဖန်ဆင်းခြင်းရဲ့ပြည့်ပြည့်စုံခြင်းပါပဲ။ဒီလောက်ထိလှုပ်ဆောင်လာတဲ့တရားစီရင်ခြင်းတစ်ခုလုံးရဲ့အဓိကပန်းတိုင်းအဆုံးစုံရွေးရချက်ကတကယ်တော့ဘာဖြစ်မလဲ။ကြီးလိုက်ချရအောင်။ဒီတရားစီရင်ခြင်းဆိုတာကအဖြစ်တည်းပုံကံမှုတည်းနောက်ဆုံးတိတ်ချင်းတယောက်ကိုတိုင်အထိ အားလုံးကိုကြက်ကဝါလာလေကနေအပီးတိုင်ရှင်းလင်းဖဲရှာပစ်တဲ့လုံကင်းစင်ကြီးတို့ခုပါပဲဒီလိုရှင်းလင်းပေးသွားတဲ့အခါရလာမယ့်ရလက်ကတော့ဖယားတခင်ရဲ့မိသားနဲ့နာခံမှုအောင်မှစိတ်နှလုံးအပြည့်နဲ့နေထိုင်လိုသူတွေချီးပဲကြံရှိတော်မဲ့ပြေးပြေးဆုံးရဲ့ခန်းစင်းချေအသည့်တခုပါပဲအဆုံးမှာတော့ဒါတော့ကဒီတရားစီစဉ်ခြင်းအမှုတော်ကြီးကိုအောင်မြင်စွာပြီးဆုံးအောင်ဆောင်ရွက်ပြီးတဲ့အခါမှာအဖြစ်အနအစာခင်းစင်သွားပြီးဖြစ်တဲ့ဒီဖန်ဆင်းခြင်းတစ်ခုလုံးကို ခမီးတော်ရဲ့လက်ထေကို ပြန်လည်အနှံ့တဲ့လွယ်ချင်းစာကရှင်းပြထားပါဗျ။ဆိုတော့ဒီနေ့ကျွန်တော်တို့အဓိကတွေးမြင်ရမယ့်အချက်ကဒီကြရစင်ချင်းဟာအရာလုံးရဲ့အဆုံးသတ်တစ်ခုမဟုတ်ဘဲပြည့်ပြည့်စုံတဲ့အဖြစ်တည်မှုအတိတ်တစ်ခုရဲ့တကယ့်အဆလို့ဆိုလိုနေတာပါပဲ။ဒါကပဲကျွန်တော်တို့ကိုစဉ်းစားစရာမေခွန်းတစ်ခုခြံထားခဲ့ပါတယ်။ဖန်ဆင်းခြင်းတစ်ခုဟာသူ့ရဲ့အဆမှာပြည့်ပြည့်စုံခဲ့တာမဟုတ်ဘဲဒီလိုစัจ java လားတစ်ခုလုံးနဲ့ဆိုင်တဲ့တရားစီရင်ခြင်းကြီးပြီးတော့မှသာတကယ်ပြည့်ပြည့်စုံသွားတယ်ဆိုတာကဘယ်လိုအတွေ့အပြန်မျိုးတက်ရောက်နေပါသလဲ။